ရာဂီချီကလိုချီမွမ်းပါတယ်အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီကျွန်တော်တို့အတူတူကဆင်ခြင်ဖို့အတွက်ကအားနေသူကိုဖိမပါဆိုရဲခေါင်းစဉ်လေးနဲ့ဝင်ငှချင်ပါတယ်ဒေါက်တာမေနော်ကြီးရှိပေါ်လို့ဟာထောင်ထဲမှာသူနောက်ဆုံးချိန်ပေါ့နော်ဆိုတီမိုသီအော်ရာစာဒုတိယဆောင်ရေးတဲ့အချိန်မှာဒါသူရဲ့နောက်ဆုံးချိန်ဖြစ်နေတယ်ဆိုတော့အဲ့အချိန်မှာသူကဒီဟိုအားငယ်နေတယ်တမန်တော်ကြီး ဖြစ်တယ်ကျွန်တော်တို့အမြင်မှာတော့သူကအရင် strong ဖြစ်တဲ့သူဖြစ်တယ်အဲပြီးတော့မှအာစိတ်အားလေးကြီးရတဲ့သူဖြစ်တယ်ဘောနော်ဒါကကျွန်တော်မြင်ရတယ်ဒါပေမဲ့တို့ရှင်ပေါ်လူတည်လူသားဖြစ်တယ်ဆိုတော့ကျွန်တော်ထိတ်ပြီးတော့မတွေ့ရအဲ့ခါမှာသူ့ဘက်ကနေဟိုစိတ်မကောင်းဖြစ်တာပါနော်အားငယ်တာတဲ့သူစိတ်မကောင်းဖြစ်တာပါရင်ဆိုင်ရမယ့်အရာတွေကိုလည်းသူရင်ဆိုင်ဖို့အတွက် ready ပါပဲနော်ကြောက်တာတွေစိုးရိမ်တာတွေကိုလည်းသူဘယ်လို pass over လုပ်ရမယ်ဆိုတာကိုတော့မှ ဒါတိမောသေလို့သူတွင်တင်ပြီးခဲ့ဖြစ်တယ်ဆိုတော့တွေ့ရတယ်။အဲ့တော့သူဒီမှာကျတော့သူပြန်ပြီးတော့စဉ်းစားတဲ့အခါမှာအာဒီတိမောသေဩရာစာဒုတိယဆုံးအခန်းကြီး1ငယ်15မှာအာရှိပြည်၌နေသောသူပေါင်းတို့သည်ငါကိုပေကြပြီဟုတင်သည်ကြားသည်။ဆိုတော့ဒါတိမောသေလေးသိထားပြီသားအကြောင်းအရာ။ဆိုတော့အာရှိပြည်ဆိုတော့ဒီအာရှိုက် အာရှဘက်မှာရှိနေတဲ့အသင်းတော်တချို့ကတမန်တော်ကြီးရှင်ပေါ်လူကိုပေးတယ်ပြောတယ်ပေးတယ်ဆိုတာဟိုသူနဲ့သက်သက်ဆက်နွယ်မှုမရှိဘူးဆိုတဲ့ပုံစံမျိုးကိုအဲသူကလုတ်ချင်တာအဲအဲ့အသင်းတော်တွေကပေါ့နော်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့တမန်တော်ကြီးရှင်ပေါ်လူကဒီအင်္ဂလိပ်ပြောတဲ့အတွက်ကြောင့်လို့ဒီအသင်းတော်တွေအများကြီးဖြစ်လာတယ် သူတဖြစ်တော့ဥရောဥရောပဘက်မှာပေါ့နော်ဆိုတော့အတင်းတို့တွေအများကြီးဖြစ်လာတယ်ဆိုတော့တွေ့ရတယ်ဆိုတော့အတင်းတို့တွေဖြစ်လာတဲ့အချိန်မှာအာဒီယောမအစိုးရကလည်းသူ့ကိုဟိုဖန်ဖန်တဲ့ဥစ္စာတွေအေဦးလီပြောလို့ဖန်တဲ့အရာတွေလှုပ်ဆောင်လာတယ်အဲ့ဒီအထဲမှာသူနဲ့တူဂျန်နဲ့လှုပ်နေတဲ့သူတွေလည်းရှိပါရဲ့ဒါပေမဲ့အဲ့ဒီအထဲမှာတမန်တော်ရှင်ဘောလူကအာနာမည်ကြီးတဲ့သူဖြစ်တယ် ဘုံတော့အဲ့ဒါလေးကျွန်တော်နားလည်ထားမယ်နာမည်ကြီးတဲ့သူဖြစ်တဲ့အခါကျတော့သူနဲ့ပတ်သက်ဆွံ့ွယ်မှုရှိရတယ်လို့ရှိရင်ကျန်တဲ့အသင်းတော်တွေပါတွားပြီးတော့မှပြဿနာရှာခံရမယ့်ပုံစံမျိုးဖြစ်တယ်ဆိုတော့တွေးရတယ်အဲပြီးတော့အဲကျန်တဲ့သူတွေကတွန်းတွန်းတိုက်တိုက်လှုပ်တဲ့အရာပြီးတော့မှနှုတ်ကပတ်တော်ပေါ်မှာ stand လှုပ်တဲ့အရာတွေကအာနေကောင်အာနေမယ်ဆိုတော့ तू ကတော့မဟုတ်တမာတရားမှာပဲ stand လှုပ်ပြီးတော့မှ ရက်တည်ခဲ့တဲ့သူဖြစ်တယ်ဆိုတာကိုလည်းတွေ့ရတော့။နော်အဲ့ဒီအခါမှာအာပြီးတော့ဟိုသဘောကအဲ့လိုတွန်းတွန်းတိုက်တိုက်ပြောနေတဲ့သူတွေအချင်းချင်းကြားထဲမှာအာ तू ကအခုလို့ဖန်ခံရပြီးတော့မှအသေးတန်ပေးခံရတော့မယ့်အခြေအနေမျိုးရောက်လာတဲ့အခါမှာတော့ကျန်တဲ့သူတွေကသူ့ကိုခုနပြောလို့ဟိုရှောက်ဖေးသွားတဲ့ပုံစံမျိုးလေးရှိတယ်။အဲ့ဒါ तू စိတ်မကောင်းဘူး။အဲ့ဒါ तू ဝန်းနေတယ်ဆိုတော့တွေ့ရတယ်။ဒါကြောင့် ဟိုသူ့စီမှာလေအာအနေတွေဆိုစိတ်ပိုင်းဆိုင်ရာစိတ်စိတ်ပိုင်းဆိုင်ရာခွန်အားမရှိတဲ့အခြေအနေမျိုးဖြစ်တယ်ပေါ့နော်ဒါဒါမျိုးသုံးသပ်မိတယ်ဆိုတော့သူထက်ပြောတယ်အဲ့ထဲမှာတဲ့သူ့ကိုရှောင်ပယ်သွားတဲ့ထဲမှာဘသူဒီလဲပါလဲဆိုထိုးသူတို့တွင်ဖုကီလူနေဟီရမောခင်လေပါတည်းဆိုတော့သူတို့နဲ့ရင်းကြီးတယ်လို့ပြောလို့ရမယ်သူဖြစ်တယ်တဲ့ရင်းတော့လှုပ်ပေါ်ဆောင်ပဲချင်းအတူတူလေဖြစ်မယ်လို့နားလဲရတယ်အဲ့ ဒီပုံကူတွေကဟိုတမန်တော်ကြီးရှင်ပေါ်လူနဲ့ပေါင်းသင်းဆက်ဆံတဲ့သူတွေမို့လို့ပြဿနာရှာခံရမှာစိုးတဲ့အတွက်ကြောင့်မို့လို့သူကရှောင်ဖယ်သွားတဲ့ပုံစံမျိုးဖြစ်နိုင်တယ်เนาะဒါမျိုးကိုတွေ့ရတယ်ဒါပေမဲ့အဲ့ထဲမှာ तू ဟိုဘယ်လိုပြောမလဲ तू စိတ်ထဲမှာကြည်နေဘယ်လိုမှဖခင်ရဲ့မြတ်တာကိုအဲ့ဒီပုံကူအဖြစ်ခံစားရတယ်လို့ဒီမှာတင်စားထားတဲ့သူတယောက်ရှိတယ်ဘယ်သူလဲဆိုတော့သာရဖခင်ဤဂယုနာတော်တည် ဩနီတိဖို့ဤအိမ်၌တက်ရောက်ပါစီတော်သူသည်ငါ့ကိုအဖန်ပန်တက်တာစီပြီငါ၌တန်ကျူးချီနောင်ရရှိတော်လေသူသည်ရှက်ကြောက်ခြင်းမရှိပဲယောမမျိုးသူရောက်တော်ခါသာ၍ကျူးစားလျက်ငါ့ကိုရှာ၍တွေ့ဤဆိုတော့ဒီဩနီတိဖို့ဆိုတဲ့ပုဂ္ဂိုလ်သူကျေးဇူးတင်နေဆိုတဲ့အရာလေးပြောပြတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင် ခုနပြောသလိုပေါ့သူကထောင်ထဲမှာတန်ကျိုးနဲ့ချီနှောင်ခြင်းခံရပြီးရှိတဲ့အချိန်မှာကျန်တဲ့သူတွေကရှက်လဲရှက်တယ်ကြောက်လဲကြောက်တယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့သူတို့ကိုယ်တိုင်ကအဲ့လိုအေးဦးလီတဲ့င်းစကားနဲ့အသင်းတော်တိဆောက်နေတဲ့သူတွေဖြစ်နေတဲ့အခါမှာသူတို့ကိုလည်းလာဖမ်းမအောင်ကြောက်တဲ့ပုံစံမျိုးဖြစ်တယ်ဒါပေမဲ့အော်နီတိဖို့ကအဲ့ဒါကိုယူမဆိုင်ဘူးလို့ပြောတယ်အော်နီတိဖို့ကအဲ့ဒါနဲ့ဟို तू က တကူးတကားကိုဒီယောမမြို့လာပြီးတော့မှတမန်တော်ကြီးရှင်ဘောလိုလာရှာတယ်။ပြီးတော့မှတမန်တော်ကြီးရှင်ဘောလိုကထောင်ကျနေတယ်ဆိုတဲ့အကြောင်းလည်းဂယုမဆိုင်ပဲနဲ့လာတွေ့တယ်ဆိုတဲ့ဥစ္စာကိုတိချာပြပြထားတယ်။အဲ့ဒီအရာတွေတမန်တော်ကြီးရှင်ဘောလိုကជីနေတယ်ဆိုတဲ့ဥစ္စာကိုတွေ့ရတယ်။ဆိုတော့ဘာကိုဆင်ခြင်မိလဲဆိုတော့ဒီတခိယရှုပြောတဲ့ဥပမာပေါ့။ဆိုခုနေဆက်ဆိုင်တော့သူကဘယ်သူလဲလို့ မီးတဲ့အခါမှာသခင်ရှုပြန်ပြောတယ်ဒါကျွန်တော်အလုံးသိတယ်ကောင်းသောရှမာရိအကြောင်းเนาะကောင်းသောရှမာရိအကြောင်းမှာဟိုလူနာတယောက်ကတန်ရာရထားတယ်ဆိုတော့ပထမအဦးဆုံးသွားတာယစ်ဘရဟိတ်ဆိုတာတကယ်ဘာသာရေးထဲမှာအထွတ်ထိပ်ပုဂ္ဂိုလ်နောက်တယောက်ကကျတော့ဟိုအမှုတော်ဆောင်ပေါ့ဘိမှန်တော်ရဲ့အမှုလို့ရတယ်လီဝိအဲနောက်ဆုံးတယောက်ကကျတော့ရှမာရိဆိုတာ ဒီပုဂ္ဂိုလ်ကကြတော့အဂျူးနဲ့တပားမျိုးသားနဲ့ဆက်ထားတဲ့သူဖြစ်တယ်ရှမာရီဆိုတာဆိုတော့အဂျူးတွေကသူတို့ကိုအမျိုးမစစ်တဲ့ကောင်းကြီးဇနိမ့်နေဆိုတဲ့ပုံစံမျိုးတွေကခွဲခြားဆက်ဆံတဲ့သူမျိုးဖြစ်တယ်ဆိုတော့အခုဖြစ်နေတဲ့လူနာကဂျူးဆိုတော့အခုနတကယ်ဂျူးအစ်စ်ဘာသာရေးထဲမှာစိတ်အားထက်သန်တဲ့ယေဘရဟိမ်နဲ့လေဝိကရှောင်သွားတယ်လို့တခင်ရှုကဒီဥရာထဲမှာပြောပြတာတယ်ဘယ်သူကလာတဲ့ခါမှလဲဆိုလို့ရှိရင် ရှမာရိလူမျိုးကလာတဲ့ကောင်အဲ့ဒီလူငနာကိုတေချာပြူစုပြီးတော့မှစီးထည့်ပြီးပြီးတော့မှသွားသွားဆရာရှိနေတော့တေသွားပြီးတော့မှသူ့ကိုစီးယုံပုံစံမျိုးပေါ့ဒီစီးယုံပုံစံမျိုးမှာသွားပြီးတော့မှထားရပြီးတယ်အာတဲခုကန်းလိုနေရမှာထားပြီးတော့မှသူ့ကိုအာကုတာဖို့အတွက်ပါပြူစုပေးဖို့အတွက်ပါမှာခဲ့ပြီးတော့မှအကယ်၍တဲ့အာလိုအပ်တဲ့ပတ်စံရှိရဆိုရှင် သူခီးသွားတာနေပြန်လာလို့ရှင် ူထပ်ပေးပါမယ်ဆိုပြီးကတိပေးခဲ့တယ်ဆိုတာတွေ့ရတယ်။ဆိုတော့ကိုနစ်ဆက်ဆိုင်တော့သူတကယ်တော့ကိုမကြိုက်တဲ့လူမျိုးကိုမကြိုက်တဲ့သူအဲ့လိုလူမျိုးကိုတော့မှပြုစုစောင့်ရှောက်ပေးရမယ်။ဒါပေမဲ့အခုဒီမှာကျတော့နော်ကျွန်တော်တွေ့တာကျတော့တမန်တော်ကြီးရှင်ပေါလုဆိုတာယုံကြည်သူတွေအတွက်ဆိုလို့ရှိရင်တော့တကယ်အာသူအကုန်လုံးက welcome ဖြစ်နေရမှာပေါ့နော်အကုန်လုံးက offer လုံချီခံရတဲ့သူမျိုးလေးဖြစ်တယ်။ဒါပေမဲ့ဒီအချိန်မှာ तू ကထောင်ကျနေတဲ့အခါမှာ तू အားငယ်တာ။အဲ့အချိန်မှာ तू ခုနပြောလို့ဟိုသူ့ဟိုလာပြီးတော့မှ तू ကတမာတရားတိပြီးသားပါ။တိဖို့လေ तू မကြောက်ပါဘူး။ဒါပေမဲ့ तू လာပြီးတော့မှဟိုလာကြည့်တယ်လာဆွေးနွေး तू နဲ့လာပြီးတော့မိသားစုဖွဲ့ပြီးတယ်ဆိုလို့ရှိရင်တော့ तू အရင် तू ကြည့်နေတာကြောင့် तू ကဘုရားသခင်ကသူ့ပုံမှာယေရှုပြုပါစေဆိုပြီးတော့မှဟိုပြောပြီးတယ်ဆိုတာကိုလေတွေ့ရတာပေါ့။ဒါကြောင့်ကျွန်တော်တို့အချင်းချင်းကြားထဲမှာဒါလိုအပ်မယ်။ လို့ကျွန်တော်မျှော်လင့်ဆိုတော့ကျွန်တော်အသက်တာထဲမှာလဲကျွန်တော်အရင်နေမကောင်းဖြစ်တဲ့အချိန်မှာဆိုတော့ကျွန်တော်အိမ်မှာပဲလှဲနေရတယ်ပေါ့နော်အိမ်မှာလှဲပြီးမှကျွန်တော်နေနေတဲ့အခါမှာလာကြပါတယ်ဆိုတော့ဟိုလာကြတဲ့ဆရာသမားတွေလည်းရှိရှိရပေါ့နော်ဆိုတော့တင်းတော်တွေကနေလာကြတဲ့သူတွေလည်းရှိပါဒါပေမဲ့ကျွန်တော်ကျွန်တော်နားလေတလောက်ကတချို့တွေကကျွန်တော်ဟိုတီတော့မယ်လို့ပဲတတ်မှတ်ထားတာဆိုတော့ကျွန်တော်လည်းတော်တော်လေးနေမကောင်းဖြစ်နေအဲ့ဒီအချိန်မှာ အားလေးတော်တော်နိုင်နေပြီစိတ်ပိုင်းဆိုင်ရလဲအဲ့လိုပေါ့ခွန်ကအရင်နေတဲ့ကောင်မှာစိတ်ကပါပုံမှန်မဟုတ်တော့တဲ့အချိန်မျိုးနည်းနည်းဖြစ်သွားတယ်ဆိုတာရှိတယ်အဲ့ချိန်မှာကျွန်တော်ရဲ့တငယ်ချင်းပေါ့နော်ဆိုတော့အာသူအီလိုက်ဂျာဆိုတော့သူလဲဟိုနေ့မှာဓမ္မမှုတော်ဆောင်ပါမယ်ဒီဆရာကအာအဲ့တော့ဆရာဓမ္မမှုညီကိုလိုပဲပေါ့တငယ်ချင်းပဲပေါ့သူလာပြီးတော့ကျွန်တော်ကိုဆုတောင်းပေးတယ်အဲပြီးတော့မှကျွန်တော်ကအဲ့လိုမျိုးပေါ့သူများလာလဲတာလဲတင်ကြိုက်တော့အဲ့ဒီအချိန်မှာ တော့သူထိုင်ကုန်လေးရဲ့ဟိုတနေ့မှာသထိုင်ရောကျွန်တော်တို့ဆူတောင်းပေးနေရလဲဖြစ်ဖြစ်မယ်အဲ့တော့ကျွန်တော်ဘွားမဆုံးသေးဘူးဆိုတော့ဘွားနဲ့လည်းစကားပြောသူအဲ့လိုမျိုးတပတ်ကိုနှစ်ခါသုံးခါလောက်အနေနဲ့ကျွန်တော်စီလာပြီးတော့မှကျွန်တော်နှစ်သိမ့်ပေးတယ်ပြီးတော့အာညကိုစီသူမောင်ဆိုတာလည်းရှိတယ်အကမောင်ဆိုတော့သူတို့တွေလည်းလာပြီးတော့မှကျွန်တော်လာလာကြတယ်ပေါ့နော်ကျွန်တော်စီလာကြတယ်ပြဆရာသမားတွေလည်းအများကြီးလာတယ်အသင်းတော်အနေနဲ့လာတယ်ဆိုတဲ့ထဲမှာဆရာပက်လည်းပါတာပေါ့နော်ဆရာပက်ထရစ်က တို့လာဆူတောင်းပြီးတဲ့အခါမှာအဲ့တော့ကျွန်တော်ကဟိုမိမကောင်းဆိုတော့လူကဘာဖြစ်နေရလဲဆိုတော့ upside down နေအားလုံးဒီဘက negative thinking တွေရှိနေအဲ့အချိန်မှာ तू ဆူတောင်းပြီးလိုက်တာကတော့ပြောလို့ဟောဒီသားဖျားသခင်အသုံးပြုလို့ရမယ်ဘယ်မှာအချိန်တန်ကြလို့ရှိရင်အိမ်အောင်ပြုရမယ်ဖျားသခင်ရဲ့အမှုတော်တွေမှာလောက်ကန်ဆောင်ရွက်ဖို့ရဖို့လို့ငါရှိတယ်ဆိုတော့အဲ့တုန်းကလည်းကျွန်တော်အမှုတော်တွေမှာစက်စပြီးစက်ကနေတဲ့ ဆက်ကပ်ပြီးပေါ့နော်အမှုတော့ဖျားရဲ့ခေါင်းလေးကိုခံရပြီဆိုတဲ့အခြေအနေမျိုးလေးရှိနေပြီအဲ့တော့အဲ့ခါမှာသူကအဲ့ဒါလေးပါထည့်ပြီးဆူတောင်းသွားတယ်ဒါနဲ့တောင်းနှစ်လောက်တော့မှဖြစ်နေတယ်ဆိုတော့အဲ့ဒါလေးကသူကထည့်ပြီးဆူတောင်းပြီးတယ်အဲအဲ့လိုမျိုးဆိုတော့လူကဘလို့ပြန်ဖြစ်လာလဲဆိုတော့ဟိုညှို့လင့်ချက်ပြန်ရှိသွားတဲ့ပုံစံမျိုးဖြစ်တယ်ဟိုငါ့ကိုဟိုဘလို့မအဖက်လောက်တဲ့သူရှိသေးတာပဲပြီးတော့ဆရာတင်မောင်ကြီးဆိုတော့တယောက်ရှိတယ်ဒီဆရာလေးလာပြီးတော့မှကျွန်တော်တို့တေချာဆူတောင်းပြီးသွားတယ်အဲ့ဒီတော့မှာပေါ့နော်ဆိုတော့ကျွန်တော် ဒါမှတ်မှတ်ရဖို့ပြီးတော့မွန်ချက်ကကျတော့အတင်းသူတင်သားတွေလာတယ်ပြီးတော့ဒီအရှူချင်းအတင်းသူတင်သားတွေလည်းလာပြီးတော့မှဆူတောင်းပေးတာမျိုးရှိရပါတယ်အားလုံးကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်အဲ့ဒီအရာအတွက်လीဒါပေမဲ့ဟိုခံစားရတာပေါ့အဲ့ဒီလူလူကဟိုဖြစ်သွားတယ်တဘောအာနေပြီးတော့မှအာယောဂါတွေနဲ့ဖြစ်သွားတဲ့အချိန်မှာဘာဖြစ်ဖြစ်ကို့ ဟိုအဲ့လိုမျိုးပေါ့ encourage လုပ်တာပဲပြည့်စုတောင်းပြီးတော့မျှော်လင့်ချက်ရှိတယ်ဘုရားသခင် လုတ်ပေးမယ်ဆိုတဲ့စကားသံကိုတော့ကြားခြင်းနဲ့သဘောထားလူတွေမှာရှိတယ်တမန်တော်ရှင်ပေါ်တော့လည်းဒါမျိုးပဲဖြစ်မယ်လို့ကျွန်တော်နားလေပေါ့နော်ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေချင်းချင်းကြားထဲမှာဆိုတော့တကယ်အားငယ်တဲ့သူတွေအခုချိန်မှာအများကြီးရှိပါတယ်ဆိုတော့သူတို့အတွက်ကိုကျွန်တော်တို့ဘာလို့ပြီးရမလဲဆိုလို့ရှိရင်ဖေးမှမင်းလို့လို့တယ်ပြီးတော့မှအခွန်အားပေးဖို့လိုအပ်တယ်ပြီးရင် ဒီနှုတ်ကပတ်တော်နဲ့တိဆောက်ပြီးပို့လိုအပ်တယ်ပြီးတော့အာကျွန်တော်တက်နိုင်တယ်လားပေါ့နော်ကျွန်တော်တို့ဘက်ကနေပြီးတော့မှလက်တွေ့ဂျေဇူးပြုတ်ခြင်းဆိုကျွန်တော်တို့ဘက်ကလည်းတက်နိုင်တယ်လားပြန်ပြီးတော့မှအာရှိတဲ့နေရာကနေဂျေဇူးပြုတ်ပြီးပို့လဲလိုအပ်တဲ့အရာမျိုးလေးတွေရှိမယ်ဆိုတာတွေ့ရပါတယ်ဆိုတော့ဒါမျိုးဆိုလို့ရှိရင်တော့အခုနပြောနေတဲ့အားငယ်တဲ့သူတက်ကကြတော့ဂျီနက်တူပေါ့နော်ဒါမျိုးတွေ့ရတယ်ပြီးတော့ခါကြရင်ဟိုကျွန်တော်တို့တတိထားရမယ့်အရာကြတော့ဒီ ယောဘနဲ့သူ့ရဲ့တငယ်ချင်းတွေကြားထဲမှာယောဘတငယ်ချင်းတွေကတော့ယောဘဒီနေမကောင်းတဲ့အချိန်မှာပေါ့နော်သူဖြတ်တန်းနေရဖျားသခင်ရဲ့စုံစမ်းစစ်ဆေးခြင်းစုံစမ်းနောက်ဆက်ခြင်းစစ်ဒီဖြတ်တန်းနေရတဲ့အချိန်မှာသူကဘာလုပ်ရတာလဲဆိုလို့ရှိရင် သူ့တငယ်ချင်းတွေကမသိလို့တောင်သူ့ကိုအနှုတ်ကပတော်နဲ့ပြောပြီးတော့မှသူ့ကိုစီရင်တဲ့သဘောမျိုးဖြစ်နေတယ်ဒါပေမဲ့အဲ့ဒါကယောဘတို့အရန်ခံစားရတဲ့အရာဖြစ်နေတယ်ဆိုတော့ ယောဂဝတ္ထုဖက်ကြည့်တယ်တွေ့ရတယ်။ဆိုတော့အဲ့ခါမှာကျွန်တော်တို့ဘက်ကနေခုနပြောလို့ပေါ့အားပြီးမယ်ဖေးမှမယ်နှစ်သိမ့်ခြင်းအဖြစ်သွားတယ်ဆိုလို့ရှိရင်သူ့ရဲ့အသက်တာပြန်ပြီးတော့မှအာကျမ်းမာလာပြီးတော့မြန်ဆန်ပြီလို့ကျွန်တော်တို့မျှော်လင့်နေတာ။ဒါကြောင့်တမနုရှင်ပေါ်လူဖြစ်နေတော့လေသူကအားနေတယ်။အဲ့ဒီအချိန်မှာ तू စာရေးတယ်ပေါ့ဒီအချိန်မှာ तू စာရေးပြီးတော့မှသူ့ရဲ့တားတဲ့ဘက်တိမောသီပြောတော့ဒီအကြောင်းအရာလေးတွေပါ နေလားဒီချိန်မှာငါ့ကိုစွန့်သွားတဲ့အသင်းတော်ကြီးရှိဒီချိန်မှာငါ့ကိုဟိုစွန့်သွားတဲ့ငါ့ရဲ့လှုပ်ဖို့ဆောင်ဘက်တွေရှိတယ်အိတ်ထရမှာခုနပြောတဲ့အော်နေတိဖို့သူကောင်းကောင်း recommend ပေးတယ်ဆိုတွေ့ရတယ်သူအဖြစ်အကြည့်နိုင်ရတယ်တော့သူဘာဘာထပ်ပြောလဲဆိုလို့ရှိရင်သူဒီထိုနေ့ရက်၌တခင်ဖျားကြီးလက်မှဂယုနာတော်ကိုခံရမိအကြောင်းထာဝရဖျားသည်ပေးဒနာတော်မူပါစေတော့ဆိုတော့ အဲ့မှာပြောရကယုနာဆိုတာစုပြောတာလို့ပြောတာနော်စုနဲ့သက်ဆိုင်တဲ့စုလက်ဆိုတော့ဒီနေ့ရက်ကကြတော့တည်ကြတယ်ဟောသခင်ဖျားရဲ့နေ့ရက်သခင်ဖျားရဲ့နေ့ရက်ဆိုတာခရစ်တော်ရဲ့တရားပလင်ကျွန်တော်ကြီးဆောင်ခြင်းပြီးသွားတဲ့အခါမှာကောင်းကင်မှာခရစ်တော်ရဲ့တရားပလင်ရှိမှာယုံကြည်သူတွေအကုန်လုံးကလောကမှာဘလို့အသက်ရှင်ခဲ့တယ်ဆိုတဲ့အကြောင်းပြန်ပြီးတော့မှအာဒီအကျိုးအဖြစ်ကိုကျွန်တော်လောကမှာအာ တမတရားနဲ့အသက်ရှင်ခဲ့တဲ့အရာဇာတိနဲ့အသက်ရှင်ခဲ့တဲ့အရာတွေဆိုတော့ကောင်းမကောင်းနော်လှုပ်ဆောင်တဲ့အရာကောင်းမကောင်းအကျိုးအဖြစ်ကိုခံရဖို့ရှိတယ်။အဲ့ဒီအဲ့ဒီနေ့ရက်ကိုပြောတာဖြစ်တယ်ဆိုတော့တွေ့ရတယ်။အဲ့ဒီနေ့ရက်မှာသခင်ဖျားစီရနေဆိုတာကသူကဂယုနာတကယ်တော့ဆုကိုပြောတာဖြစ်တယ်ဆိုတော့ဆုကိုခံရဖို့တွေ့ရင်ကဆန္ဒပြုလေဆိုပြီးဥစ္စာလေးပြောမဟုတ်တော့ तू အဲ့လိုဖြစ်နေတဲ့အချိန်မှာ तू လှုပ်ပြီး तू ထပ်ပြီးတော့ဘာတစ်ခုပြောလဲ သူဒီအေးဖက်မြို့၌လည်းငါ့ကိုအပေမြတ်လောက်ပြုစုသည်ကိုသင်သည်အမှန်သိ၏တော့ခုနအကြောင်းအရာ၄ခုလုံးကဒီတိမောသေလေးကတည်ထားပြီးသားဖြစ်နေဆိုတော့တွေ့ရဆိုတော့အခုကတိမောသေကအေးဖက်မြို့မှာပဲရှိနေတဲ့အနေထားမှာရှိတယ်ဆိုတော့အေးဖက်မြို့မှာလည်းသူငါ့ကိုဘလောက်တောင်မှဂျေစုပြုလေးဘလောက်တောင်မှကိုညီမစားလေဆိုတော့မြင်တည်ပြီးတာဖြစ်တယ်ဆိုတော့ဒါတမန်ရှင်ပေါ်လို့ဒီအိုးနေတိဖို့သူသူသူအားနေတဲ့ချိန်မှာ ူဖေးမတဲ့သူဖြစ်တယ်ဆိုတော့ကောင်းကောင်းဒီမှာဒီစာထဲမှာအာဒါမှတ်တမ်းတင်ထားတာဆိုတော့တမန်တော်ကြီးရှင်ပေါ်လူမှတ်တမ်းတင်ခြင်းခံထားရတဲ့ဩနီတိဖို့ဖြစ်နေတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ကျွန်တော်အသက်တာထဲမှာလည်းဆိုတော့ကျွန်တော်နဲ့သက်ဆိုင်တဲ့သူတွေဖျားသခင်ကိုဆုတောင်းရအောင်ဖျားသခင်ဘယ်သူများဆိုကျွန်တော်အားပေးဖို့လိုလေဆိုတော့ကျွန်တော်ဘယ်သူကိုပြင်လို့မှာကူညီရမလဲကျွန်တော်ဘယ်လိုဖိမရမလဲ ကျွန်တော်ဆူတောင်းပြီးတော့မဖျားသခင်ကျွန်တော်တို့လမ်းပြရတဲ့သူကျွန်တော်ဖိမပေးရမယ့်သူကျွန်တော်တို့အာဖိအားမြစ်တာနဲ့တက်နိုင်ကြလောက်ဆိုတော့နှုတ်ကပတော်နှုတ်ဦးဆောင်မှကျွန်မပြည့်လက်ကနေကျေးဇူးပြုခြင်းပဲဖြစ်အားနေသူဖိမရတဲ့သူရောက်ချင်းချင်းဖြစ်ဖို့အတွက်တက်တာမှာကိစ္စရအောင်လို့ငငယ်ဝင်ငါခြင်းပါတယ်အားလုံးပေါ်မှာဖျားခြင်းတာပြီးကောင်းချီးပေးပါစေ